ျွန်တော်လူတွေကဘာကြီးကြည့်လဲဆိုတော့ရုပ်ရှင်တွေကြည့်တယ်ဟာတာတွေကြည့်တယ်เนาะပင်အညီအဟောက်တွေကြည့်တယ်ပင်ရံဖြစ်တဲ့ဇာတ်လမ်းတွေကြည့်တယ်ဒီပညာပေးတဲ့သူတို့တည်တဲ့နဲ့တကယ်အရေးကြီးတဲ့အကြောင်းအရာတွေဆိုရင်များသောအားဖြင့်တော့မကြည့်ရများပါလေဒါကြောင့်လည်းကျွန်တော်တို့စီမှာပို့ပြီးတော့လူတွေရဲ့အသိပညာနှိမ့်ချပြီးတော့ခုနကတည်းကမလိုလားတဲ့ပြဿနာတွေကပို့ပြီးတော့ဖြစ်နေတာဖြစ်ပါတယ်အဲ့တော့ဒီပြဿနာလေးတွေကိုပြည်လည်တော့အောင်လို့ကျွန်တော်ကဒီ block လေးနဲ့ ဖြည့်ရှင်းပေးလိုက်ပါတယ်။အားလုံးမင်္ဂလာပါ။တမောက YouTube channel နဲ့ပြန်လည်ကြိုဆိုပါရစေ။အဲ့တော့ဒီနေ့ကကျွန်တော်ကျွန်တော်ရဲ့ YouTube channel မိတ်ဆွေတွေကိုပြောပြပေးချင်တာကတော့ကျွန်တော်တို့ဈေးပညာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းကိုပြောပြချင်တယ်။အဲ့ဒါဘာလဲဆိုတော့ဈေးဘယ်လိုကုလဲပေါ့နော်။ဈေးဘယ်လိုကုလဲ။ Okay ။အော်များသောအားဖြင့်တော့ကျွန်တော်တို့ကဆင်းရဲတော့ပြရတယ်။ဆောင်းဝင်နေတွေ့ရယ်ဆောင်းဝင်နေတာဖြစ်ရယ်ဆောင်းဝင်ဆန်းသက်တယ်။အဲပြီးရင်ကျွန်တော်စီတောက်စီပြလိုက်တယ် နောက်ပြီးတွေးစစ်စစ်ပါတကယ်တမ်းစိတ်ကူတာမှုကလည်းကျွန်တော်တို့ကဘာနဲ့တူလဲဆိုတော့စုံလန်းထောက်မှန်ရတဲ့ဒီစုံထောက်တင်လို့ပဲဆရာဝန်ကြီးဆရာဝန်ကြီးကစုံထောက်တင်တယ်အဲ့တော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဖြစ်ရတဲ့ခုဖြစ်စဉ်တစ်ခုကိုကျွန်တော်တို့ကသိအောင်လို့ပေါ်ထုတ်တာပေါ့နော်ဆိုတော့အဲ့ဒီနေရာမှာကအကြောင်းအရာတွေအများကြီးအရေးကြီးတယ်အဲ့တော့ကျွန်တော်တို့တစ်ခါလေဒီ puzzles ပေါ့နော်ဒီ အယုတ်ကလေးတွေဆက်တယ်လို့မျိုးပဲတစ်ခုချင်းတစ်ခုချင်းအနေမှာကျွန်တော်တို့ကအဖြေကိုဆက်ယူလိုက်တာဖြစ်နေအဲ့တော့အဓိကဘယ်နေရာမှာအဆအရေးကြီးလဲဆိုတော့ယောဂရဲ့ညာဆိုရင်မေးတာပေါ့ history taking ဟာကျွန်တော်တတလုံးကကျွန်တော်အသေးအတန်သင်ခဲ့ရတဲ့ဖာသာရဲ့ or history taking ဆိုတာကျွန်တော်တို့ကမြန်မာနိုင်ငံမှာအဲ့ဒီနေရာမှာတော့ခက်ခဲရှိတယ်အဲ့တော့ history taking ဆိုတာကျွန်တော်လူနာကိုကျွန်တော်တို့ကယောဂရာဇဝင်နဲ့ဖြစ်စဉ်ကိုမေးတယ်ဒါပေမဲ့မေးတာတခြားဖြေတာတခြားနေလူနာ เนาะတချို့ကြတာလည်းမလိုလားတဲ့စကားတွေအများကြီးပြောတယ်ဥပမာထားပါတော့ကျွန်တော်တို့ကချောင်းဆိုးလားဆိုရင်ဆိုးတယ်မဆိုးဘူးဒါပေမဲ့လူတိုင်းကဘာပြောလဲဆိုတော့အဲ့ချောင်းဆိုးရအောင်ကျွန်တော်တို့ level ကြီးကဘလို့အလားချောင်းကနည်းနည်းပဲဆိုးတာမဟုတ်ကျွန်တော်တို့အဲ့မိကုန်းတွေကကျွန်တော်တို့ဆက်မိမှာဖြစ်တယ်ချောင်းဆိုးတာဆိုရင်ဟုတ်ပြီဘလို့ဆိုးတာလဲမခံမရနိုင်အောင်ဆိုးတာလားတခါတလေဆိုးတာလားတောက်လျှောက်တော့ဟိုးဆိုးတာလားအဲ့ချင်းပူဆိုးလဲ လဲနေဆိုတာထိုင်နေဆိုတာအဆရှိတဲ့ပြင်ပေါ့ဒါရကကျွန်တော် investigation လုပ်ဆိုတာချောင်းဆိုးတာပဲဒါအဲချောင်းဆိုးတာကိုပဲကျွန်တော်တို့ကတကယ်အကျယ်ချက်မိမယ်ဆိုရင်နားမလည်20မိနစ်လောက်ကြာတယ်ချောင်းဆိုးတာတမျိုးပဲနော်ပြင်တော့ဖျားလာโอเคဖျားတယ်ဖျားတယ်ဆိုလို့ရှိရင်လူတွေကไอ้ဖြားတာမှကျွန်တော်ကကိုပူကြောပူနောက်ပူပါပူညာပူပေါ့เนาะအဲ့တော့ကျွန်တော်တို့ကအများဆုံးအပြင်ဖြားရဲဆိုတာကခန္ဓာကိုယ်ရဲ့ body temperature တက်လိုက်တာပုံမှန်တက်ကိုတက်တာ ဒါရမှနော်ကျွန်တော်အငင်းပွားပွေရာကိစ္စရဲ့တစ်ခုပါရှိနေဆိုတော့တချို့တွေက normal body temperature အနေနဲ့ညှင့်နေတယ်ဒါကလည်း maybe သူ့ရဲ့ပုံမှန်ညောင်းဖြစ်နေတယ်လို့ယောဂါဒါမှဖြစ်နေတယ်ဆိုတာတစ်ပိုင်းအဲခုနကကျွန်တော်ပြောနေအဖျားကိုပြန်ကောင်းအောင်မယ်ဆိုလို့ရှိရင်ဘယ်လိုဖြားရလဲဟာဖြားတော့ဝင်းဝင်းနေဖြားရလားအဝင်းဝင်းလေးဆိုတဲ့စကားနဲ့ဒီမှာစကားမှာအဲ့ဒါကျွန်တော်ကအင်္ဂလိပ်လိုဆိုတော့ low grade fever low grade fever ဆိုရင်99 99 100ကိုမကျော်အဲ100ကျော်လာပြီဆိုရင်ကျွန်တော်ကလည်း high fever ကို high fever အဖြစ်အနေကြီး and right one and a test ဝင်လို့ကျွန်တော်ကဟာဒါ very high ပေါ့နော် high grade fever ဖြစ်သွားတယ်ဆိုတော့ကျွန်တော်ကအဲ့ဒီမှာကျွန်တော်စဉ်းစားဖို့စဉ်းစားနေရတယ်မတူတော့အဲ့တော့ဒီခိုင်းကြရင်ဒီယောဂနဲ့ပတ်သက်ပြီးတော့လူနာတွေကိုကျွန်တော်တို့ကပထမဆုံးဒီမေးတဲ့မေးခွန်းတွေမှာဟိုကအလုံးပထမအရေးကြီးပါတယ်နော်အဲ့တော့ကျွန်တော်ကဒီလို blog လေးတွေဗီဒီယိုလေးတွေဘုဒ္ဓတာလေးတွေရိုက်ပေးတယ်ပြုပေးတယ်အဲ့ဒါပေမဲ့ ကျွန်တော်လူတွေကပါရေးကြည့်လဲဆိုတော့ရုပ်ရှင်တွေကြည့်တယ်ဟာတာတွေကြည့်တယ်เนาะပင်အညီအဟောက်တွေကြည့်တယ်ပင်ရံဖြစ်တဲ့ဇာတ်လမ်းတွေကြည့်တယ်ဒီပညာပေးတဲ့သူတို့တည်တည်တဲ့တကယ်အရေးကြီးတဲ့အကြောင်းအရာတွေဆိုရင်များသောအားဖြင့်တော့မကြည့်တာများပါလေဒါကြောင့်လည်းကျွန်တော်တို့စီမှာပို့ပြီးတော့လူတွေရဲ့အသိပညာနှိမ့်ချပြီးတော့ခုနကပြောတဲ့မလိုလားတဲ့ပြဿနာတွေကပို့ပြီးတော့ဖြစ်နေတာဖြစ်ပါတယ် အဲ့တော့ဒီပြဿနာလေးတွေကိုဖြေလည်သွားအောင်လို့ကျွန်တော်ကဒီ block လေးနဲ့ဖြေရှင်းပေးလိုက်ပါတယ်အဲ့တော့ခုနကကျွန်တော်ပြောသလိုပေါ့နော်လူနာကဆရာဝန်နေစီရောက်သွားတဲ့အချိန်မှာဘာတွေကိုဖြေမလဲပြောမလဲဆိုတာအနည်းဆုံးတော့ကိုကကြိုတင်စဉ်းစားတယ်လိုအပ်လို့ရှိရင်ခြာရင်အိမ်မှာဘာတွေဖြစ်တာလဲဟုတ်လားသူတရားလေးခြာရည်ပေါ့နော်အင်ဆရာဝန်စီရောက်လို့ရှိရင်ကိုကမိခွန်းတွေကျွန်တော်တမ်းပြီးတော့ဖြေနိုင်မှာမှဖြစ်တယ်ဟုတ်တယ်နော်အဲ့တော့အဓိကကတော့ အာပွင့်လင်းပြောရင်လူနာတွေမှာလည်းခုနပြောအတိဉာဏ်ဘုဒ္ဓနဲ့လူရှိတယ်လို့အာပညာတတ်ပြီးတခြားနားတဲ့လူလည်းရှိတယ်။အဲ့တော့တချို့လူနာတွေဆိုကျွန်တော်တွေ့ခဲ့ဘူးလေကျွန်တော်လူကန်းစားပေါင်းလို့တွေ့ဘူးတဲ့ခါကျတော့ဟလာဟိုဟိုကိုယ့်ရောက ਾਇ ရနဲ့မိရနဲ့ဖြီရနဲ့တလွဲနေတဲ့လုံနေတဲ့လူနာတွေမှာတစ်ဆင့်မှာဟလာတကယ်ဟိုဟိုဆရာဝန်ဒီတော့မိဘကို knowledge ရှိပြီးတော့ဟိုတေချာကောင်းကောင်းဖြီနိုင်တဲ့လူတွေလည်းရှိတယ်။ဆိုတော့ ိုအဲ့လောက်ကြီးဖြစ်ဖို့မဆိုလိုဘူးတို့တော့ကျွန်တော်တို့အားဥမာထားပါတော့ကိုယ့်ရဲ့ယောဂခံစားရတဲ့ဝေဒနာကိုတောင်မှကိုကရှင်းရှင်းလင်းလင်းဆရာဝန်ကိုမပြောနိုင်ဘူးဆိုရင်ဒီဆရာဝန်ကလည်းဘယ်လိုမှဒီယောဂကိုပြောင်းအောင်ခုဖို့ဒါမှမဟုတ်လည်းလမ်းညွှန်ဖို့ဆိုတာမလွယ်ပါဘူးနော်လုံးဝလွယ်သွားနိုင်တယ်နော်ကျွန်တော်ပြောပြမယ်အဲ့တော့ဒီယောဂရာဇဝင်ပြီးတဲ့နေရာမှာလွယ်အကုန်လွယ်မှာနော်အဲ့တော့တခါလေးကြာလို့ရှိရင်လာလူနာပြောကြတယ်မှာဆရာဝန်ကြီးမှာမကောင်းဘူးလေကောင်းတယ်လေဆရာဝန်တော်တယ်မတော်ဘူးဒီမှာက အဲ့ဒီနေရာတွေကနေစအဲ့တော့ဒီယောဂညာဆိုရင်နေတဲ့နေရာကနေစအဲ့မှာကိုကဟိုဆရာဝန်တွေကိုပေးတည်တဲ့အကြောင်းအရာမျိုးထင်ချန်ခဲ့လိုက်လို့ရှိရင်ပူဆိုးတယ်နော်ဥပမာဆိုလို့ရှိရင်တော့ဘာဘယ်လိုမျိုးလဲဆိုဥပမာပြရမယ်ဆိုဥပမာဒါအမျိုးသားအမျိုးသမီးကိစ္စနဲ့ပတ်သက်တဲ့အလားကိုဝင်ဆောင်တာတို့ဒီလင်းရင်ကနဲ့ပတ်သက်တဲ့နေရာတွေမှာဖြစ်တဲ့ယောဂတို့နဲ့ဆက်ဆက်လို့ရှိရင်လူနာတွေကဆရာဝန်တွေကိုထင်ချန်ရင်ကျွန်တော်တို့က information အပြည့်စုံမရရင်ယောဂ diagnosis မှာမှားသွားနိုင်ဆိုတော့ခုနပြောတဲ့ဆရာဝန်ကြီးကိုပြောတဲ့အချိန်မှာအယူအသားဆုံးနဲ့ပွန့်ပွန့်လင်းလင်းနဲ့မှန်မှန်ကန်ကန်နဲ့တိတိကျကျနဲ့ပြောနိုင်မှသာမြင်ကျွန်တော်တို့ရဲ့ယောဂကုသမှုဖြစ်စင်မှာလည်းပိုကောင်းတဲ့ရလဒ်တွေကိုထွက်မှာဖြစ်တယ်အဲ့တော့ဒါကခုနကတော့ဟလာယောဂရာဆိုရင်လည်းပတ်သက်ပြီးတော့ပြပြသွားတာဖြစ်ပါတယ် ဲ့တော့နောက်ထပ်ကျွန်တော်တို့ကစမ်းသပ်စစ်ဆေးတာရှိသေးတယ်เนาะ physical examination လို့ခေါ်ရဲဒီနာကိုကျွန်တော်တို့ကဟုတ်လား physical examination ဆိုတဲ့ယောဂကိုကြည့်ရှုစစ်ဆေးတဲ့ကိစ္စအဲ့မှာလည်းကျွန်တော်တို့ကျွန်တော်ဆေးပညာမှာရှိရဲ inspection နော် inspection ကကြည့်ရဲ auscultation နားထောင်တယ် palpation ဟုတ်လားဟိုစမ်းသပ်တယ် percussion ခောက်ကြည့် အဲကျွန်တော်တို့ဒါကျွန်တော်တို့စိတ်ပညာရပြောလိုက်တာပေါ့အဲ့တော့ပြောမယ်ဆိုဆန်သက်စစ်စေးတာဆန်သက်စစ်စေးတာကျွန်တော်တို့ကလိုအပ်လို့ရှိရင် stethoscope နဲ့အတန်အောင်နားထောင်ဒါက auscultation ပြီးလို့ရှိရင်ဟလာ auscultation ပြီးကျွန်တော်တို့က palpation palpation ကကျွန်တော်လက်နဲ့ဟလာဒီ byte ဒီ byte မှာကျွန်တော်အလုံးချိတ်တွေကိုဆန်သက်ကြည့်ရယ်နော်ပြီးလို့ရှိရင် percussion ကကျွန်တော်ခောက်ကြည့်တယ်အဒီညာခောက်ကြည့်ညာခောက်ကြည့်ခောက်ကြည့်ခောက်ကြည့် ခုနပထမဆုံးက inspection inspection ဆိုတာကလူနာကိုမြင်လိုက်ခနေရကျွန်တော်က inspect ဆိုတော့အဲကျွန်တော်ရှိမှပြောခဲ့တယ်ဆရာဝန်ကစုံတော့တယ်လို့ပဲလို့ inspector ဆိုတော့ကျွန်တော်မြင်ရမှာဟလား inspector မြင်ကြီးပဲကျွန်တော်မြင်မှာခြားဝင် inspector ဆိုတော့ဒီစုံလန်းစစ်စစ် inspect ဆိုဒီလူတရားကိုကျွန်တော်ကြည့်လိုက်ပြီးတော့ဟို overall ပေါ့နော်ခြောင်ကောင်းစချေဆုံးကြည့်ပြီးတော့ကျွန်တော်ကအချင်းတစ်ခုသုံးသပ်လိုက်တာအပိန်လားဝါလားဖြူလားမဲလားဒါဖြူလားမဲလားဆိုတာနော်ဟိုလို discrimination aspect ကပြောတာမဟုတ်ဘူး တခါတလေကျွန်တော်ကသွေးရနေတဲ့အချိန်မှာလူကအရင်ဖြူဖြော့နေတာမျိုးဖြစ်တတ်တယ်။အဲဒီလိုမျိုးပေါ့။ဆိုတော့ခုနကပြောလူကိုကြည့်လိုက်လို့ရှိရင် looks ပါတယ်။သူရဲ့မျက်နှာကဟလာဘလို့အချိန်မျိုးရှိနေနေစိတ်ပြက်နေရတာစိတ်ညစ်နေရတာစိတ်ကောင်းဖြစ်နေတာဒါတွေအားလုံးကျွန်တော်တို့ဟလာစမ်းမြင်နေရကြည့်ရဲ့အလုံးပိန်နေရလားဝနေရလားရံကောင်းရှောင်းနေလားမရှောင်းနိုင်ဘူးလားဟလာမောဖောက်နေလားအကြည့်လိုက်တာလည်းကျွန်တော် looks အ looks က infectation တဲ့ looks သူရဲ့အသွင်ပြင်ကျွန်တော်ကအဲ့မှာကနေကျွန်တော်ခေါင်းထဲမှာကျွန်တော်က idea ရစရပြီးပြီးရင် ူနာမေးရပြင်းဆန်းတယ်အဲအဲ့ချိန်မှာကျွန်တော်တို့ကဒါဟို60ရာခိုင်နှုန်းလောက်ကကျွန်တော်တို့ကယောဂတစ်ခုကိုရရှိဖို့အတွက်တော်တော်နှီးဆက်သွားပြီဒါတော့မှတခါတလေမှဟလာမမတော်ရှင်နေမတည်တော့စေသမားဆိုလိုမျိုးခုနကျွန်တော်ပြောတဲ့အစ်စ်နေထဲမှာကတနေရာမှာစလွယ်ခဲ့လို့ရှိရင်နောက်ဆက်ကတောက်လျှောက်လွယ်ပြီအဲ့တော့ခုနဟလာယောဂရာဇဝင်ထဲမှာကိုကမတိမချမတိမချဖြေလိုက်မိတာပဲဖြစ်ဖြစ် လွဲသွားတာပဲဖြစ်ဖြစ်ဆိုရင်ကျွန်တော်မှားပြီအဲ့တော့ပြဿနာကတော့ဟိုဒါဆရာဝန်တွေဘက်ကကာကွယ်ပြီးပြောနေတာမဟုတ်ဘူးဆရာဝန်တွေတဲမှာလည်းပေါ်ရရလို့ရှိနေဟုတ်ပြီနော်အဲ့တော့ဒါပေမဲ့များသောအားဖြင့်ကတော့ကျွန်တော်ဆရာဝန်တွေဆိုတာကကျွန်တော်ပြောတင်ပါတယ်အဲ69ရာခိုင်နှုန်းတော့ကတော့မပေါ်ရကြပါဘူးနော်အဲ့တော့ကိုကကန်ဆိုးသွားနေပဲပေါ်ရတဲ့ဆရာဝန်တယောက်နဲ့သွားတွေ့မိတာနဲ့ပဲ channel ဆရာဝန်တွေကတော့အာအပုတ်ချတာမျိုးတော့ မကောင်းဘူးเนาะသို့တော့ကျွန်တော်ပြောเนาะဆရာဝန်ကြီးမမားနိုင်ဘူးလို့မပြောဘူးမားနိုင်တယ်ဒါပေမဲ့ဒီလိုအကြောင်းအချင်းနေကြမလို့ဆရာဝန်ကြီးကဘယ်နေရာပဲရှူတော့နေမှာဘယ်လိုမျိုးမားနိုင်တယ်ဆိုတာကိုကျွန်တော်ကဒီမှာရှင်းပြဟုတ်ပြီเนาะအဲ့တော့ခုနဒီခုနတည်းကိုကျွန်တော်တေချာဆန်းသက်စစ်ဆေးပြီးတော့ဟလာကုသလိုက်ပြီးဆေးပေးလိုက်ပြီးเนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တခါကြလို့ရှိရင်ယောဂလုံးဝတည်ကြတဲ့ယောဂရှိတယ်။လုံးဝတည်ကြတဲ့ယောဂဆိုရင်လုံးဝတည်ကြတဲ့ပြလိုက်တဲ့တရားမြတ်သက်တာတုံး တခါလေရရင်တချို့ယောဂတွေကဟာလာမတေးကြဘဲနဲ့ဆေးပေးပြီးတော့မှကျွန်တော် response ကိုကြည့်ရဟုတ်တယ်နော်ဆေးပေးပြီးတော့မှ response ကိုကြည့်လိုက်တော့မှတဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ဒါကဒီ diagnosis လို့သတ်မှတ်တယ်အဲ့တော့ဒါကကျွန်တော်တို့ကလိုရမလဲကိုရန်တမ်းပြီးပေးတာမဟုတ်ဘူးနော်ကျွန်တော်တို့ဖြစ်နိုင်တဲ့အုပ်စုတွေကကျွန်တော်တို့အဖြစ်နိုင်ဆုံးရွေးချယ်ပြီးတော့ပေးတာဟုတ်တယ်နော်အဲ့တော့ကျွန်တော်ဟိုဘယ်လိုလဲတခါလေကြာလို့ရှိရင်အဲ့ဒါကြောင့်ဟိုအပိတ်ကြုံများလာတာနဲ့အများဆောင်နေမှာလေ ပိုပြီးတော့ကျွန်တော်ယောဂရဲ့ diagnosis ကပိုပြီးမှန်လာနိုင်တယ်။ဒါကလည်းတဘာဝကြာတယ်။အဲ့တော့ပုံရတဲ့နာရောဗျာဆရာဝန်ဖြစ်ကားဆရာဝန်တယောက်နဲ့ဆရာဝန်တွေ့ကြုံကြည့်ပြီးသားဆရာဝန်တယောက်နဲ့တော့လည်းမတူနိုင်ဘူး။ပြီးတဲ့ကုန်ကျွန်တော်ဒီ specialty ဆိုတော့တက်ဆိုင်ရာပညာရဲ့မှာဟာလာနောက်ထပ်အစင်းရဲ့ဘွဲ့ယူထားတဲ့သူနဲ့လည်းမတူနိုင်ဘူး။ဒါကလည်းမှန်ပါတယ်။သို့တော့ကျွန်တော်ဒီဆရာဝန်တွေအငယ်တွေမှာဆိုလဲကျွန်တော်တို့ကဟာလာဒီလူနာရီနဲ့ကုတပြီးတော့ကျွမ်းကျင်မှုရဖို့အတွက်ကိုသူဖြတ်တန်းတဲ့အဆင့်မြင်ပါလဲသူတို့ရုံးကန်ပြီးတော့ကျွန်တော်တို့ကစူးစမ်းရတာရှိပါတယ် အဲ့တော့ကျွန်တော်ပြောလို့ပဲဆရာဝန်ကြီးအများစုကတော့ကျွန်တော်80နဲ့90ရာခိုင်နှုန်းကတော့အမ်ပေါ်ရတာနည်းတယ်လို့ဟိုအမှားယွင်းနည်းပါတယ်သို့တော့မရှိဘူးလားဆိုတော့ရှိနိုင်တယ်နော်ရှိနိုင်တယ်အကြောင်းမျိုးမျိုးအောင်ရှိနိုင်တယ်ဆရာဝန်ကြီးကလည်းလူသားတွေဖြစ်တဲ့ခါကျတော့ maybe သူ့မှာဟာအခြားသောသူ့ရဲ့အကြောင်းအရာတွေကြောင့်မလို့ diagnosis ညမှာနည်းနည်းလွဲသွားတာမျိုးဖြစ်နိုင်တယ်ဒါပေမဲ့ဟိုများသောအားဖြင့်ကလည်းအသက်ဆုံးရှုံးလောက်တဲ့အထိဖြစ်တာမျိုးရရှားပါတယ်မရှိဘူးမပြောဘူးနော်ရှိတယ်အဲ့တော့ ိုနေငယ်ဦးလာချားဖို့မှာပါလားဆောင်းနေခွဲစိတ်ခန်းထဲမှာဖိုက်ထဲမှာတခုမေ့ချင်နေတာကိုပါလို့ဆိုအလွန်အင်မတန်မှရှားပါတယ်ဒါပေမဲ့လည်းဖြစ်စဉ်တခုဖြစ်ထားမှုနဲ့အတွက်အဲ့ဖြစ်စဉ်ကိုလည်းလူတွေကတည့်ပြီးပြောတာပေါ့နော်ဥမာအကျဉ်းတစ်ထောင်မှန်မြင်မဲ့အဲ့အကျဉ်းတစ်ထောင်နဲ့အကျဉ်းမှားသွားလို့ရှိရင်အဲ့အကျဉ်းကိုပဲလူတွေကကွက်ပြီးပြောတာဖြစ်တဲ့အတွက်မလို့ဒီလိုမျိုးတွေရှိတယ်ပေါ့ဆိုတော့โอเคပါအဲ့တော့ဒါကကျွန်တော်ဒီဆရာဝန်တွေနဲ့ပတ်သက်ပြီးတော့အာလူတွေနဲ့ဟုတ်လားပို့ပြီးတော့ကျွန်တော်ဘယ်လိုဘယ်လိုလုပ်မလဲဆိုရင်အာ ချိတ်ဆက်ပြီးတော့ထိရောက်တဲ့ဟူသားတဲ့ဖြစ်စဉ်ဖြစ်အောင်ကျွန်တော်ကဒါဒီဗီဒီယိုလေးနဲ့ညှိုက်ပြီးတော့ရှင်းပြပေးရဖြစ်ပါတယ်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်။အောက်မှာမိမိရဲ့ချင်ချင်ချက်တွေကို comment ပြီးတော့ပြလို့ရပါတယ်။ကျွန်တော် channel လေးကိုလည်း subscribe လုပ်ပြီးပါ။အားလုံးကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။